တော့ Microsoft Word ထဲမှာထိတ်ဆွတင်ပါတယ် type တယ်ပါ document ဝဲလို့ပါတယ်ပါ type တယ်ပါနော် type တယ်ပါဒီနောက်ဆုံးမှာဗာလေးထက်ရှိနေဆိုရင်ဒီမှာ minus ပုံလေးရှိတယ်လေးတောင်လေးရှိတယ်ချက်ချေကန်လေးရှိတယ်ဒီပတ်တန်လေး၃ခုရှိတယ်အဲ့ပတ်တန်လေးလို့တလို့ခြုံနေချဲ့တယ်ပိတ်တဲ့ပတ်တန်၃မျိုးဝန်တာလေးထောက်ကြည့်လိုက်ရင်မြင်ရမယ်ဒါဆိုရင်ဝန်တာတင်ယုံတင်တာနဲ့စာရင်းလေးက minimized ဒါလေးဆိုဘာလေးပြောလဲဆိုတော့ restore down ကလစ်နဲ့ window လေးကတလို့တိတ်တိတ်လေးဖြစ်သွားတယ် နောက်တစ်ခါအဒီအလဲလေးဒီ pointer ထောက်လိုက်ရင် maximize ဖြစ်သွားလိမ့်မယ်ခုစာရင်းထုတ်ပြရတယ်ကလစ်နဲ့အပြည့်မြင်ရမယ်စစ်စစ်ကကတော့ဒီတာပိတ်တာဒါတိုက်တယ်ဘာမှရှိနေနော်အဲ့တော့တိုက်တယ်ဘာမှမှတ်ထားမှာဒီ Microsoft Word ဖြစ်တဲ့အတွက်ဒီမှာ Word ကြာလေးရှိတယ်နောက်ပိုင်းကိုသိမ့်ပြီးသွားရင်ဒီနေရာလေးမှာ document 1လို့ဝင်လာလိမ့်မယ်ပြီးရင်တော့ဒီထိတ်ဆုံးမှာ save button လေးခုထောက်လိုက်တယ် save လို့ညာတယ်စစ်ဘတ်တန်လေးဒါနောက်ပိုင်းစာရေးရိုက်တော့မယ်ဆိုစစ်ဘတ်တန်လေးမှာနှိပ်ရမ အစ်စီပက်တန်ဒီပြမရှိတယ်ဆိုဒီ2ပါးလေးမှာရှိတယ်ဒါလေးကို quick access 2ပါးလို့ခေါ်တယ်။ဒါဆိုအခုရှင်းပြခဲ့တဲ့စာရင်းကိုရှင်းရိုက်တယ်ပေါ့။အဲ့တော့ဒီမှာ insertion point ရှိပြီ။ insertion point ရှိပြီဆိုရင် Microsoft Word ထဲစဝင်တော့မယ်ဆိုရင် Microsoft Word က CLICK 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 in ဒီမှာနှိပ်မယ် S E A R C H search B O X pause search pause မှာ click နှိပ်မယ်ပြီးရင် comma ကိုဝါတယ် အဲ့တော့ comma လေးကုတ်ပြီးသွားရင် space ချလိုက်အဲ့တော့ comma ကုတ်ပြီးသွား space ချလိုက်ပြီးသွားဘာလို့လဲ comma ရဲ့နောက်မှာ space ပါတစ်ချက်ချရမှာမဟုတ်လို့နော်ပြီးရင် type dot ရိုက်ထည့်ပေးရမယ်ဘာကိုရိုက်ထည့်ပေးရမလဲဆိုရင်ကိုက watch ရှာချင်တာမဟုတ်လို့အဲ့တော့ watch ရှာချင်တာမဟုတ်လို့ what လို့ရိုက်ထည့်မယ် w o r t w o r t ရိုက်ထည့်လိုက်ရိုက်ထည့်ပြီးသွားရင် comma ကုတ်မယ် space ချမယ် b r e s s press e n t e r enter enter ခပ် ာဆိုခုရိုက်လိုက်တဲ့စာပြီးစောစောဝင်ခဲ့တဲ့လုံနဲ့ဒီအောက်က search ကိုနှိပ်တယ်။ပြီးရင်ဒီမှာ what လို့ရိုက်ထည့်တယ်။ online what မှာ click နှိပ်တယ်။ဒါလေးကိုဒီမှာပါတယ်။ what ကိုရိုက်ထည့်ပြီးတော့ click press enter နှိပ်လေရတယ်။ဒါမှမဟုတ်ရင် press enter မနှိပ်ဘဲနဲ့ဒါလေးကိုသွားလို့လေရတယ်ဆိုရင် click what c l i c k click w o r d what d x t text what's the text mark click နှိပ်လေရတယ် ဒါမှမဟုတ်လဲအန်တာခလို့ပြတယ်နော်ဒါပေမဲ့အန်တာလို့မာမာဆိုလို့ what is အမကလေးနှိမ့်ဆိုတာပြောလိုက်တယ်ပြီးရင် full stop ဒါစပဲနော်အဲ့လိုစောင့်ဝင်လိုက်ပြီဆိုရင်ထိတ်ဆုံးမှာဒါအန်တာခလိုက်တာနော်ထိတ်ဆုံးမှာဒီဘာဒန်မြင်ရမယ်အဲ့တော့ထိတ်ဆုံးကဘာဒန်ကိုဘာလို့ခေါ်လဲဆိုရင်တိုက်တယ်ဘာလို့ခေါ်လဲအဲ့တော့ထိတ်ဆုံးမှာဘာဒန်ရှိတယ်အဲ့တော့အခုကတော့မြန်မာဖောင့်ပြောင်းလိုက်နေဆိုရင်တော့ control ရှင်နေမြန်မာဖောင့်ပြောင်းတာအခုအဲ့တော့ဒါလေးရတော့စာဖတ်လို့ရအောင်ထိတ်ဆုံးမှာ ရှိလဲဆိုရင် title ပါရှိတယ် title title ပါ title ပါဒါဆိုအခု title ပါမှာပါလေဒီမှာ document 1ဆိုတာလည်းရှိရတွေ့လားအဲ့ဒါကို title ပါလို့ခေါ်တာ volume ချာလေးနော်အဲ့ဒါအဲ့ title ပါရဲ့ရှေ့မှာ save button ရှိတယ်အဲ့တော့ title ပါရဲ့အရှိမှာစက်ရေးမှာပြည့်တဲ့အတွက် space ချာမယ်အရှိမှာအရှိမှာ title ပါရဲ့အရှိမှာဘာ button ရှိလဲဆိုရင်ဒီ button လေး ဒါလေးကို save လို့ခေါ်တယ် save button လေးရှိတယ်အဲ့တော့အရှိမ save 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 button ပြီးရင် undo undo button ပြီးရင် redo redo တူတူပဲ button ဒါလေးရှိတယ်နော်ဒါလေးကိုပြော save ရ undo ရ redo button ဒါလေးကိုလည်းရိုက်ကြည့်လိုက်နော်